ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်လက်တွဲ site break သုံးလုံးကိုပြန်လည်ပြောတော့မှာဖြစ်ပါတယ်ဗောနော်အဲ့ဒီ break သုံးလုံးကိုကျွန်တော်ဒီရှင်းလေးတော့အနေစားကြည့်အောင်ဗောနော်ရှင်းလေးသုံးပြီးတော့နောက်ထပ်တစ်ချိန်မှာကရှင်းလျှောက်သုံးဗောနော်ပြီးရင်သူကနေ့၃ည၉ဆွေဖြစ်ပါတယ်ခင်ဗျာအဲ့မှာဆိုရင်ကျွန်တော်ဒီနေ့၃ည၉တပြင်ကိုလောက်လုံးပါဗောနော်ကျွန်တော်ဒီနေ့၃ည၉ဆိုတဲ့တိပရိယအောင်လုံးမှာဖြစ်ပါတယ် ဆိုတော့ဒီအဘွားနှစ်ပင်မှာကျွန်တော်ဒီ363ကိုပေါက်มาဖြစ်ပါတယ်ဗောနော်ဒီဟာပေါက်มาဖြစ်ပါတယ်ဒီ3လုံးဗောနော်ဆိုတော့အဲ့မှာ3နဲ့3ပေါင်းရှင်းက600ရတယ်ဗောနော်3နဲ့3ပေါင်း6 6နဲ့6ပေါင်းတာဒီ7နှစ်ဖြစ်ပါတယ်ဒါကြောင့်မို့အဲ့မှာနေတေတောင်ညာပြိဖြစ်ပါတယ်ပြိကနေတေတောင်ညာဗောနော်အဲ့မှာနေတောင်ညာကိုဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ3လုံးပေါင်းရှင်းကတေပြိဖြစ်ပါတယ်ခင်ဗျာ တပန်ကျွန်တော်ဒီနှစ်တောင်ညာကိုပြီးတော့ခွန်ခွန်ကိုဗောနောခွန်ခွန်ကိုခုနှစ်ရာနောက်ထပ်တစ်ချိန်မှာဒီ3ခွန်ခွန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ3ခွန်ခွန်တပြင်ဗောနောဒီနှစ်ပြင်မူတည်ပြီးတော့နှစ်ပြင်ချဆိုတဲ့အတွက်ဒီ3ခွန်ခွန်တပြင်ဖြစ်ပါတယ်အဲ့မှာဆိုရင်ဒီကဒီ9ရက်3ညာရဲ့3ညာရဲ့ထပ်ပေါ့မယ်ဗောနော9ရက်3ညာရဲ့3ညာရဲ့ပေါ့တော့9ရာတယ်ဗောနော9ဒီရော6ခွန်9ရှစ်ခွန်ပြိတ်ဗောနော9 တန်ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်ကဆက်ခွန်ပေါ့နော်ခုနှစ်ပြည့်ဖြစ်ပါတယ်ခင်ဗျာတန်ခွန်ခွန်ပြီးတော့နောက်ထပ်ကြိမ်ပါဆိုရင်၈94ဖြစ်ပါတယ်963နောက်ထပ်ကြိမ်ပါဆိုရင်689ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီ689တပြည့်68ခွန်တပင်ကိုလေးလာကြည့်မှဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာ၄နဲ့3ပေါင်းခွန်6နဲ့ထပ်ပေါင်းမယ်ပေါ့နော် ဆိုတော့အဲ့ရှောင်းနေလေးပေါင်း73ဆိုတဲ့အတွက်3နှစ်ဒီပရိယာတွေပေါ့နော်ဒီ3နှစ်ဒီပရိမှာရှောက်ရှိခွန်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်းဒီဒီပရိပဲဖြစ်ပါတယ်ခင်ဗျာရှောက်ရှိခွန်ပြီးတော့နောက်ထပ်တစ်ချိန်မှာနှစ်နှစ်ခွန်ဖြစ်ပါတယ်နှစ်နှစ်ခွန်388ပြီးတော့339ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ339ဒီပင်ကိုလေ့လာကြည့်မှာဖြစ်ပါတယ်။ ဆိုတော့တင်တော့ဒီအပေါ်လည်းပဲရှစ်ခွန်ရာဒီရှစ်ရာထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာရှင်းနဲ့ချိန်16ရှောင်းနဲ့ခွန်ပေါင်းရှင်းဒီ73ပေါ့နော်23ဆိုတဲ့အတွက်3နိတိပရိယာတွေပေါ့နော်နောက်ထပ်တစ်ချိန်မှာ339ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာနိပရိဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ339ပြီးတော့နောက်ထပ်တစ်ချိန်မှာ39နိဖြစ်ပါတယ်39နိ39နိပေါ့နော် ီးတော့ဒီနှစ်ပင်ပြီးတော့နေလေးချောက်ဆူပြီးဖြစ်ပါတယ်ခင်ဗျာအဆိုင်ကျွန်တော်ဒီနေလေးချောက်တပင်ကိုလေ့လာကြည့်မှာဖြစ်ပါတယ်ခင်ဗျာဒီနေနဲ့နေပေါင်းမယ်ဘောနော်နေနဲ့နေပေါင်းမယ်ဒီကုနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒါ2 need to hand ဘောနော်ဆိုတော့နေနဲ့နေပေါင်းတာလေးလေးနဲ့9ပေါင်း83ဆိုတဲ့အတွက်အဲ့ဒီမှာလေကျွန်တော်သုံး need debris ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်မှာနေလေးချောက်ဆိုတဲ့အတွက်လေးနဲ့ချောက်ပေါင်း20ဆိုတဲ့အတွက်ဒီမှာ need plate ပဲဖြစ်ပါတယ်ခင်ဗျာ โอเคนี่เลชอบพี่รอนัดถัดไปมา3นี่4ปะเนาะ3นี่4พี่รอ6 5นี่ဖြစ်ပါတယ်ပြီးရင်ဒီမှာ6 6 5ဖြစ်ပါတယ်ပေါ့เนาะ3นี่4 6 5นี่6 6 5ဖြစ်ပါတယ်အစရင်ကျွန်တော်ဒီမှာ၄နဲ့နှစ်ပေါက်မယ်ပြီးရင်ဒီ၅နဲ့ထပ်ပေါက်မှာဖြစ်ပါတယ်ခင်ဗျာ၅ရက်နှစ်ရက်ခွန်ပေါ့နော်ခွန်နဲ့၄ပေါက်နာ၁၁ဆိုတဲ့အတွက်ကြောင့်မို့၁၃ညာ၉ပြိဖြစ်ပါတယ်ခင်ဗျာ ရှောင်းနှန်းကားပေါင်း73တင်းနဲ့10ပေါင်း9ဆိုရတဲ့တစ်တုံညာ9ထဲကကိုပရိ865ဖြစ်ပါတယ်ခင်ဗျာโอเคဒါသူနီသူဟန်ကောင်းတယ်ဗောနော်သူနီသူဟန်ဒီနှစ်ပင်ချာပရိတ်၃လုံးဖြစ်ပါတယ်865ပြီးတော့နောက်ထပ်တစ်ချိန်မှာ356ဖြစ်ပါတယ်ခင်ဗျာ356 356ပြီးတော့646ဖြစ်ပါတယ်646ပြီးတော့ဒီမှာ98ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ အဲဆိုရင်ကျွန်တော်ဒီ6ခွန်ရှစ်တပင်ကိုဆက်ပြီးလေ့လာကြည့်မှာဖြစ်ပါတယ်။ဒီ6နဲ့6ပေါင်းမယ်ပေါ့နော်ပြီးရင်ဒီ6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။6နဲ့6ပေါင်းတစ်စီဒီမှာ6တလုံးကျန်နေအတွက်ကြောင့်မို့ကျွန်တော်6 5 6ဖြစ်ပါတယ်။ခွန်ရှစ်59 5 9ပေါင်း14ဆိုရတဲ့ဒီမှာ6ပြည်ဖြစ်ပါတယ်ခင်ဗျာ။ Okay 6ခွန်ချပြီးတော့6 9 6ပေါ့နော်။69 6 69 6ပြီးတော့89 6ဆိုပြီးဖြစ်ပါတယ် ။ဒါဆိုရင်ကျွန်တော်ဒီမှာရောက်မှာဖြစ်ပါတယ်ဗောနော်ဒီတစ်ခုအတွက်ဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့အတိုင်းဒါဆက်ပြီး okay ခင်မယ်ဆိုရင်ကျွန်တော်6ရက်ဒီ9ရက်ဒီသုံးလုံးထပ်ပေါင်းမှာဖြစ်ပါတယ်။ရှင်းနဲ့ရှားပေါင်းတာ၁၄လေးနဲ့၉ပေါင်း၃ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာဒီနှီးအရာပေါ့နော်ကျွန်တော်တို့သုံးနှစ်ဒီပရိတ်ဆိုပြီးရနေတာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီနှစ်၃ည၉ကနေပေါ့နော်ဒီနှစ်၃ည၉မှာဆိုရင်ဒီပရိတ်ဖြစ်ပါတယ်။ နောက်ထပ်နှစ်ပင်ချာ300မှာဆိုရင်600ထဲက9ပြိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နှစ်ပင်ချာကျွန်တော်တို့3နှစ်တိပြိထဲက3ပြိ600ဖြစ်ပါတယ်နောက်ထပ်နှစ်ပင်ချာပါနော်3နှစ်တိပြိပဲဖြစ်ပါတယ်2ပြိ339ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နှစ်ပင်ချာကျွန်တော်တို့3နှစ်တိပြိရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်2ပြိ46ဖြစ်ပါတယ်ခင်ဗျာဒီမှာကျတော့ကျွန်တော်နှစ်ပင်ချပြီးတော့139ပေါ့နော်အဲ့ဒီမှာ9ပြိ 6865ဖြစ်ပါတယ်။ Okay ဆက်ပြီးတော့ဒီမှာဆိုရင်654ပြိပေါ့နော်နှစ်ပင်ချပြီးတော့654ပြိရတယ်။6ပြိ98ဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်နောက်ထပ်နှစ်ကြိမ်ချပြီးတော့ကျွန်တော်ဒီတစ်ပတ်မှာ3နှစ်တိပြိဆိုပြီးဖြစ်နေတယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်တင်ချနေရကျွန်တော်မှရှင်းပြနေလေးလာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာ။နေ့တွေဟာသူနေ့သူဟန်ကောင်းတယ်ပေါ့နော်ကျွန်တော် ဘယ်ဟာကဆက်ပြီး okay တော့မလဲဆိုတာလေးကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် okay ဒါလေးကတော့ကျွန်တော်အထီးကီးသုံးလုံးဖြစ်ပါတယ်ဘာလို့ဒါကကျွန်တော်ပြီးခဲ့တဲ့ဘက်ကဟာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအထီးကီးသုံးလုံးကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာအဲ့ဒီအထီးကီးသုံးလုံးမှာဒီ9.30ပေါ့နော်9ရဲ့2ရဲ့ function ခွန်ဆိုတဲ့အတွက်ခွန်ကို၅ပေါင်းတာစနစ်နှစ်ကိုတည်တူတာ383ကီးမှာခွန်ခွန်ကိုဆိုပြီးတော့ဒီခွန်ဒီထိတ်စီနဲ့အလေပေါ့နော် အထက်တကြိမ်မှာလည်းဒီရှင်းနဲ့နှစ်ပေါင်း30ဒီမှာနှစ်တလုံးကြာနေအတွက်အနီကို9ပေါင်းခွန်ခွန်ကိုတစ်ပေါင်းလာရှစ်နှစ်ခွန်ရှိကီမှာဆိုရင်ခွန်3များ3များဆိုတဲ့အတွက်ဒီခွန်ကထိစီပဲပေါ့နော်ဒီခွန်နဲ့3မှာလည်းခွန်ဒီ3အဲ3ခွန်ခွန်ပေါ့နော်ဒီ3ကတော့ထိဖြစ်ပါတယ်ကိုလေးကီမှာတော့ကိုဒီ6ကိုလေးဒီ6မှာတော့963ဖြစ်ပါတယ်ဒီခွန်နဲ့ဒီ66ခွန်ခွန်ရဲ့နှစ်ရဲ့ဒီနှစ်နှစ်ခွန်ဖြစ်ပါတယ်ပြီးတော့6ရဲ့3ရဲ့ဒီ388ဖြစ်ပါတယ် 9ရက်3ညရက်မှာ3ညတည်း3တုံညာ9ပါเนาะဒီခုနှစ်မှာတော့ကျွန်တော်ဒီနှစ်တည်း3ငါနှစ်6မှာ9တည်း3 9နှစ်ပါเนาะခုနှစ်မှာနှစ်တည်းနှစ်နဲ့6 6ကိုမှာဒီလေဒီ3နှစ်လေးပါเนาะဒီ9ရှင်9နှစ်6တည်း6ဆောင်ကဒီ6က3 9 6 6တည်း6 4 6 9တည်း9ခု8ဒီ9ဒီ6 9 6ပါเนาะကျွန်တော်ဒီ3 8 9ကြီးပြပေးထားတယ်ပါเนาะ 39ကမှာ69ရောက်ပြီးတော့89ဆွေပြီးဖြစ်ပါတယ်ခင်ဗျာ69ရှေ့ဆွေတဲ့အတွက်ကြောင့်မို့ဒီမှာတော့ကျွန်တော်တို့69 99ဘောနော်69ဖြစ်ပါတယ်ခင်ဗျာခေတ္တလေးကိုကျွန်တော်တို့နောက်ထပ်တစ်ချိန်အတွက်ပေါ့နော်ဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ရှေ့9ရှေ့ဆိုပြီးတော့ဒီမှာအပြည့်ဖြစ်ပါတယ်39ကိမှာရှေ့ရ9ရ8ရ89ရှေ့ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာပဲဆက်ကြည့်အောင်ပေါ့နော် 345ဘောနော်345 69ရှေးပြီးတော့8ခွန်ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ဒီ3ရက်4ရက်ပေါ့မယ်ဘောနော်ပြီးရင်ဒီ8မှာတစ်ကြိမ်နှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်8နဲ့2ပေါင်းတာသစီဖြစ်ပါတယ်။3နဲ့4ပေါင်းတာခွန်ဆိုတဲ့အတွက်ခွန်ကို9ပေါင်းတာဒီ7နှစ်ဖြစ်ပါတယ်။နှစ်ကိုကြတော့တစ်တိုးတာဆိုရင်3ဖြစ်ပါတယ်ဘောနော်။ဒါဆိုရင်ကျွန်တော်ခွန်နှစ်3ကြီးခွန်နှစ်3ကြီးခုနကပရိတ်ကနှစ်3တက် တင်းနေတော့ပြည်ဖြစ်ပါတယ်။အခေတာကနီးရပါနော်။ဒါမိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်ပြောပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာ။မိမိတို့ကြိုက်တဲ့ဟာကိုပဲရွေးချယ်လို့ရအောင်ပေါ့နော်။ဆိုတော့ဒီမှာတော့ခွန်နေ3ကီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာပရိတ်က3နီးတိပရိတ်ပေါ့နော်။ကီးကတော့ကျွန်တော်အာခွန်နေ3ကီးဆိုပြီးဖြစ်ပါတယ်ခွန်နေ3ကီးပေါ့နော်ခွန်နေ3ကီး3နေတိပရိတ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြပါစေချမ်းသာပြီးတော့ကောင်းကျိုးလိုရာဆန္ဒပြေဆုံးကြပါစေခင်ဗျာ